ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော် verb အကြောင်းကိုသင်မှာဖြစ်ပါတယ် verb ရဲ့ definition ကတော့ပြုခြင်းကိုဖြစ်စေဖြစ်ခြင်းကိုဖြစ်စေရှိခြင်းကိုဖြစ်စေ ပြတော့ပုံကိုကရိယာလို့ခေါ်သည်လို့ဖွင့်ဆိုထားပါတယ်အဲ့တော့အနည်းချုပ်ပြောမယ်ဆိုရင်ပြုဖြစ်ရှိအဲ့တော့စာကြောင်းတစ်ချောင်းမှာသူက verb မပါလို့ရှင်သူက sentence လို့မခေါ်ဘူးမြန်မာမှာဆိုလို့ရှင်ဒီမဆုံးရင်စာကြောင်းမပြည့်စုံဘူးပေါ့နော်စာကြောင်းမဟုတ်ဘူးလို့ကျွန်တော်ပြောကြတယ် ပြီးရင် valve ကိုဒီမှာကျွန်တော်တို့ရေးဖို့ရအပြင်၄မျိုးခွဲတယ် valve to be valve to do valve to have helping verb ဆိုတော့ကျွန်တော်တို့၄မျိုးခွဲပါတယ်အဲ့တော့အဲ့လို၄မျိုးခွဲတဲ့အခါမှာဒီ helping verb ကိုကျွန်တော်တို့ပြန်သွားကြည့်မယ်ဆိုရင်အဲ့ helping verb ထဲမှာလဲ verb to be verb to do verb to have ဆိုပြီးတော့ကျွန်တော်တို့ပြန်ပါတယ်အဲ့ဒီမှာပါတာနဲ့ဒီမှာပါတာနဲ့ကျွန်တော်တို့တွားပြီးတော့အကြောင်းသားတွေရောမှာဆိုလို့ပေါ့နော် ီရဲ့အဓိပ္ပာယ်ဒီရဲ့အဓိပ္ပာယ်သုံးတဲ့နေရာမတူဘူးเนาะအဲ့ဒီမတူတဲ့အကြောင်းကိုကျွန်တော်အခုတဖြည်းဖြည်းချင်းနဲ့ကျွန်တော်ရှင်းပြသွားမယ် verb to be က main verb အဓိပ္ပာယ်ရှိတယ်ဘာလဲဆိုတော့ရှိသည်ဖြစ်သည် verb to do ရဲ့ main verb အဓိပ္ပာယ်ရှိတယ်ပြုလုပ်သည် verb to have ရဲ့မူလအဓိပ္ပာယ်မှာရှိသည်အဲ့တော့ verb to be ရဲ့ရှိသည်ဖြစ်သည်ဆိုတာဘာလဲဆိုတော့နေရာကိုပြောတဲ့ရှိသည်ကျွန်တော်အခန်းထဲမှာရှိတယ်ဆရာမစာသင်ခန်းထဲမှာရှိတယ်ကျောင်းသားတွေဘောလုံးကွင်းထဲမှာရှိတယ်အဲ့တော့ဖြစ်တရားကြတော့ ကျွန်တော်ကကျောင်းဆရာတယောက်ဖြစ်တဲ့သူတို့ကကျောင်းသားတွေဖြစ်တဲ့အဲ့လိုမျိုးရှိသည်ဖြစ်သည်အဲ့တော့နမူနာအနေနဲ့ပြောမယ်ဆိုလို့ရှိရင် dollar is a teacher အဲ့တော့ dollar ကကျောင်းဆရာဆရာတယောက်ဖြစ်သည် ဖြစ်နော်ဒီမှာ dollar is at school dollar ကစာသင်ကျောင်းမှာရှိသည်စာသင်ကျောင်းမှာပေါ့ဗျအဲ့ဒါမျိုးပြောတာအဲ့တော့ verb to be မှာဘာတွေပါလဲကျွန်တော်တို့ကြည့်အောင် am is are was where ဒီဘက်ချမ်းက verb 1 to verb 2 verb 2လို့ပဲရေးပြီးအမှတ်ကြတာပေါ့ဗျာအဲ့တော့ am ကဘာနဲ့တွဲလဲ subject i တလုံးနဲ့ပဲတွဲတယ် is က subject အနည်းနဲ့တွဲတယ် are က subject အများနဲ့တွဲတယ် was where မှာ was က subject အနည်းနဲ့တွဲတယ် where က subject အများနဲ့တွဲတယ်သူက verb 2ဖြစ်တဲ့အတွက်ခဲ့သည်လို့အဓိပ္ပာယ်ရတယ်အဲ့တော့ verb to do verb to do ရဲ့ main verb မူလအဓိပ္ပာယ်ကဘာလဲဆိုတော့ပြုလုပ်သည်ဘာတွေပါလဲဆိုတော့ do desk dit do our subject အများနဲ့တွေ့တယ် desk က subject အနည်းနဲ့တွေ့တယ် dit က verb 2မှာ subject အနည်းရောအများရောနှစ်ခုလုံးနဲ့တွေ့တယ်နောက်ပြန်ရင် buff to have buff to have ရဲ့မူလအဓိပ္ပာယ်ကပိုင်ဆိုင်မှုကိုပြောတာမှားရှိသည်ကျွန်တော်မှာစာအုပ်တို့ရှိသည်ကျွန်တော်မှာအိမ်တလုံးရှိသည်အဲ့လိုမျိုးရှိသည်ပြောချင်တာမှားရှိသည်ပိုင်ဆိုင်မှုကိုပြောတာ has have hat has က subject အနည်းနဲ့တွေ့တယ် half က subject အများနဲ့တွေ့တယ် hd half ကဘတ်တူးမှာ subject အနည်းရောအများရောနှစ်ခုလုံးနဲ့တွေ့တုံးတယ်ဒါတွေဒီ main verb တဲ့အဓိပ္ပာယ် okay အဲ့ဒီဥပမာသုံးလဲကြည့်အောင် dollar has a house ဟောဒီမှာနမူနာလေးကျွန်တော်တို့ helping verb ကိုတွေ့ရအောင် helping verb ကခုနပြောသလို verb to be verb to do verb to be ပြန်ပါတယ် plus ဘာပါလဲဆိုတော့ more verb ပါတယ်အဲ့တော့ more verb တွေကိုမပြောခင် ဒီ buff to be helping buff out ထဲမှာပါတဲ့အကူဘက်အနေနဲ့ဖြစ်သွားတဲ့ buff to be သူ့ရဲ့အဓိပ္ပာယ်ရှိသည်ဖြစ်သည်နေနဲ့မရှိတော့အဲ့တော့ buff to be က helping buff out ထဲမှာဆိုလို့ရှိရင်သူကတွဲတဲ့ဟာ၃ခုရှိတယ် adjective နဲ့တွဲတယ် adjective တော့နဲ့ဆုံးနဲ့ adjective တွေကိုဒီဖြစ်အောင်သူကကူညီပေးတယ် buff engine နဲ့တွဲတယ်နေသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်အောင်ကူညီပေးတယ်ပြီးရင်ဘက်တရီနဲ့တွဲတယ် b+ ဘက်တရီဆိုပြီးတော့ passive form ဖြစ်အောင်ကူညီပေးတယ်အဲ့လိုသုံးနေရမှာသုံးတယ်သူက helping verb နေနဲ့သုံးနေရမှာသုံးတယ်နော်ပြီးရင် verb to do verb to do ကိုကြတော့အဲ့ helping verb အောက်ထဲမှာဘယ်နေရာမှာသုံးလဲဆိုတော့မိကွန်လုပ်တဲ့နေရာမှာသုံးတယ်အငင်းလုပ်တဲ့နေရာမှာသုံးတယ်သူ့ရဲ့မူလအဓိပ္ပာယ်ပြုလုပ်သည်ဆိုတာမရှိတော့ဘူးနောက်ပြီးကြရင် verb to have verb to have ကိုကြတော့ကျွန်တော်တို့ have plus battery battery နဲ့တွဲပြီးတော့သုံးတယ်သူ့ရဲ့မူလအဓိပ္ပာယ်မှားရှိသည်ဆိုတာမရှိတော့ဘူးဘယ်လိုအဓိပ္ပာယ်ပြောင်းသွားလဲဆိုတော့ပြီးဖူး ဥမာအင်စာ လုတ်ပြီးပြီးအင်စာလုတ်ထားတယ်ဒါမှမဟုတ်ရှင်ပကံကိုအဲရောက်ရောက်ပြီးပြီးပကံကို ရောက်ဖူးတယ်ပြီးဖူးထားဆိုတာကျွန်တော်ကျွန်တော်ထွင်ပြီးတော့ပြောထားတာပေါ့ဗျာမြန်မာလိုမှတ်ရလွယ်အောင်ဘာလို့ဆိုတော့တစ်ခါလေကြည့်ရင်အဲလုတ်ပြီးပြီးဆိုတာထက်လုတ်ထားတယ်ဆိုတာလေးကအဲတစ်ခါလေဘာသာပြန်လို့စီလျော်တာရှိတယ်ရောက်ပြီးပြီဆိုတာထက်ရောက်ဖူးတယ်ဆိုတာလေးကစီလိုတာရှိတယ်။အဲ့ဒါကြောင့်မို့ပြီးဖူးထားသုံးခုတွေကအစဉ်ပြေတဲ့တစ်ခုခုနဲ့ဘာသာပြန်လို့ရအောင်ပေါ့နော်။ဒါကျွန်တော်ကတော့ပြောပြတာပါ။ ကဲဒီလောက်ဆိုလို့ရှိရင်တော့ဒီမှာရှိတဲ့ main verb အဓိပ္ပာယ်နဲ့ဒီမှာရှိတဲ့ helper verb အဓိပ္ပာယ်ကိုသိလောက်ပါပြီเนาะအဲ့ခါကျရင် modal verb ကိုတွောပါမယ် modal verb ကတော့အလုံးသိတဲ့အတိုင်း can quick show where what may my must အင်္ဂလိပ်ကကျွန်တော်တို့အလွတ်ကျတဲ့ဟာပေါ့ဗျာအဲ့တော့ဒီဘက်ချမ်းဒီရေဘူးရအားဖြင့် verb 1ဒီဘက်ချမ်းဒီရေဘူးရအားဖြင့် verb 2ဒါပေမဲ့အကုန်လုံးတော့ verb 2မဟုတ်နေဘူးเนาะအဲ့တော့ can ကနိုင်သည်ခုကနိုင်ခဲ့သည် ရှယ်ကလိမီရှုကခဲလိမီပေါ့ဗျာဒါပေမဲ့ခဲလိမီနေတယ်မတုံဘူးရှုကိုတင့်တင်းဆိုတဲ့အဓိပ္ပာယ်နေနေပဲတုံတယ်နော်ဝဲကလိမီရှယ်လက်လိမီဝဲလက်လိမီဝက်ကခဲလိမီအဲ့တော့ရှင်နဲ့ဝဲဘာကွာလဲလိမီလိမီပဲအဲ့တော့ရှယ်ကကြတော့တွဲမယ်ဆိုရင် subject i we ဆိုတဲ့ subject နှစ်မျိုးနဲ့ပဲတွဲတယ်ဝဲကတော့ i your we your ဘယ် subject နဲ့မဆိုတွဲသုံးလို့ရတယ်ဒီ share ကို တခြားနေရာတွေမှာတုံးတာရှိသေးတယ်เนาะဒါပေမဲ့ဒီ level ကျွန်တော်ပြောတဲ့ဒီစာအုပ်အနီလုတ်ဖို့ level အတွက်ဆိုတော့ဒီလောက်နေပဲလောလောဆယ်မှတ်ထားပါအောင်เนาะပြီးလို့ရှင် may might သူ့ရဲ့နှစ်ခုလုံးရဲ့အထိပ္ပာယ်အတူတူပဲသူကအဓိက50 50အခြေအနေကိုပြောတာ I may attend the party next week အဲ့တော့နောက်တစ်ခါပါတီပွဲကိုကျွန်တော်တက်ချင်လဲတက်မယ်ပေါ့ဆိုတော့သူက50 50လိုင်းလဲလာမယ်မလိုင်းလဲမလားအဲ့လိုမတိချရတဲ့အခြေအနေမျိုးမှာဆိုရင်မေသူမို့မိုက်ကိုတုံးလို့ရတယ်အဓိပ္ပာယ်အတူတူပဲ must မြန်မာလိုအလွယ်မှန်ရမည် have to ရသည်အဲ့လိုမျိုးမှတ်ပေါ့နော်ဒီခန်းကိုကျွန်တော်ကတီချာလေးအခုမရှင်းသေးဘူးဘာဖြစ်လို့လဲဆိုတော့စာအုပ်အနေထဲမှာအဲ့ခန်းကိုတင်းတက် must နဲ့ have to ဘာကွာလဲဘယ်လိုသုံးရလဲဆိုတာရှိတဲ့အတွက်ဒီလောက်နဲ့ပဲတော်မယ်နော်ပြီးရင် ought to ought to ရဲ့အဓိပ္ပာယ်ကတင့်သည် should နဲ့အတူတူပဲပြီးရင် used to used to ကလည်းအသုံးအနှစ်မျိုးရှိတယ်အဲ့နှစ်မျိုးအကိုအဲစာအုပ်အနေမှာတစ်မျိုးအပြာမှာတစ်မျိုး စုပေါင်းနှမျိုးတင်ပေးထားတယ်เนาะအဲ့တော့တဖြည်းဖြည်းချင်းနဲ့တင်ပေးမှာဖြစ်ပါတယ်အဲ့တော့နောက်ရက်ဒီမှာလဲဆက်ရံကြံတဲ့ verb အကြောင်းကိုကျွန်တော်ဆက်ပြောပါမယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်